ကပားအဖွဲ9ပါးတဲ့ပါတဲ့တရုတ်မဟာတတိုင်းကပားအဖွဲ9ပါးမှာပါဝင်တဲ့မဟာတတိုင်းကြီးဟာတရုတ်နိုင်ငံရဲ့နယ်စပ်ဒေသမှာရှိတဲ့တောင်တွေပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။ ဒီမဟာတတိုင်းဟာတရုတ်နိုင်ငံရဲ့ချင်းမင်းဆက်လက်ထက် BC 300စုမှာတရုတ်နိုင်ငံကိုရန်သူတွေမကျူးကျော်နိုင်အောင်တိစောက်ထားတာပါတတိုင်းကြီးဟာတောင်တန်းများကုန်းပြင်များတဲကန်နိုင်ရများအထိဖြတ်သန်းပြီး2100ကီလိုမီတာ မိုင်ပေါင်း13000ကျော်ရှည်လျားတဲ့အတွက် လူသားတွေတိစောက်ထားတဲ့အရှိဆုံးအဆောက်အဦပဲဖြစ်ပါတယ်တတိုင်းကြီးအတွင်းမှာလှေကစောက်များစစ်ပတ်အဆောက်အဦများစက်ခန်းများ မိအင်္ဂါဂူများပါဝင်ပြီးစစ်စင်ရေးဆက်သွယ်ရေးအတွက်အသုံးပြုခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်တရုတ်နိုင်ငံရဲ့စွမ်းအားညီညွတ်မှုကိုကိုးစားပြုတဲ့သင်္ကေတအဖြစ်လည်းသတ်မှတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ လက်ရှိအချိန်မှာတော့တတိုင်းရဲ့အစိတ်အပိုင်းတချို့ပျက်စီးနေပြီးတချို့အပိုင်းတွေကိုကာကွယ်ထားပြီးတစ်နှစ်ကိုခရီးသွားတန်းပေါင်းများစွာလာရောက်ဖို့ဆွဲဆောင်နေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။1988ခုနှစ်မှာတော့ UNESCO ကတရုတ်တိုင်းကြီးကိုကပ္ပအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပြီးကပ္ပအသစ်အဖွဲ့ခုနှစ်ခုထဲမှာထည့်သွင်းထားရလို့သိရပါဗျာ။